အားလုံးပဲမင်္ဂလာပါ။ကံအားနေတဲ့ချိန်ကံအားတာတယ်လို့ကံမြင့်တဲ့အချိန်မှာကံကူပို့ပြီးထောက်ပံ့ပေးတဲ့မာလာရည်စင်ကတ်လူပူဇော်နေလေးကိုဒီနေ့တင်ဆက်ပေးပါမယ်ရှင်။မာလာရည်စင်ကတ်လူချင်းမာလာရည်စင်ကတ်လူချင်းဆိုတာကတိဘက်ရှမ်ပေလာဒေသရဲ့ရိုးရာကတ်လူပူဇော်မှုဖြစ်ပါတယ်။ဒါအပြင်နီပေါ်ဘူတန်ဒေသတွေမှာလည်းမာလာရည်စင်ကတ်လူချင်းအလေးထားတွေရှိပါတယ်။နီပေါ်နိုင်ငံမှာတတ်မှတ်ထားတဲ့ UNESCO ထိန်းသိမ်းဆောင်ရှောက်ရေးဘာသာရေးနေရာတွေမှာနှစ်တိုင်းနှစ်တိုင်းမာလာယီစင်ကိုကတ်လုပူဇော်ကြပါတယ်။မာလာယီစင်ကတ်လုနီကပါလဲဆိုရင်တော့ပထမဦးစွာနှစ်သက်ရာပန်းပွင့်ပန်းရွက်တွေကိုရေးစေးပါ။ဖန်တဲ၊ဖန်ပကံလုံး၊သို့မဟုတ်ကျွေထဲ၊ကျွေပကံလုံး၊မြေထဲ၊စင်အိုးစသဖြင့်ဇလုံးပကံလုံးလေးတဲကိုပန်းမွေလေးတွေကိုထည့်ပါ။ရေအေးအေးလေးအပြည့်ဖြည့်ပေးပါ။ရေခဲကြီးဖြည့်ရင်လည်းရပါတယ်။ ပန်းမွင့်တွေကိုလှပစွာပုံဖော်ပြီးတော့လှူဒန်းနိုင်ပါတယ်။လှူဒန်းရမှာလဲကိုးကွယ်ရာဘာသာအသီးသီးမှဖះရှင်များအပါဝင်ဘိုးဟောင်းဘွားဟောင်းပထန်းဆက်ရှိသူအပေါင်းကိုလည်းပင့်ဖိတ်လှူဒန်းနိုင်ပါတယ်။မနက်ညညနေကြိုက်တဲ့အချိန်ကတ်လို့ရပါတယ်။တိုင်နှန်းရှင်တွေအင်မတန်နှစ်တက်တဲ့မာလာရည်စင်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့မမြင်ရတဲ့သူတွေဟာတို့တွေလိုလူခန္ဓာကိုအမှားထည်ကျန်းစားတွေမဟုတ်ပါဘူး။ပျော့ပြောင်းနူးညံ့ပြီး မွေးကြိုင်တဲ့အရာတွေကိုသာအဓိကထားပြီးတော့ဆက်သွယ်နိုင်တဲ့သူတွေဖြစ်ပါတယ်။ဒါကြောင့်မာလာရေစင်ကိုနှစ်သက်ကြတာဖြစ်ပါတယ်။အရေးကြီးဆုံးကတော့မမြင်အပ်တဲ့ပုံကိုယ်တွေကိုကိုယ့်ဘက်ကမသိနားမလဲပဲပြင်မမိတာတွေအမားလုံးမိတာတွေရှိရင်အပြစ်မယူဖို့အတွက်ဝင်းချကြောတဲ့အခါအရေးပါတဲ့လူပွဲပစ္စည်းတစ်ခုဖြစ်ပါတယ်။မာလာရေစင်ကတ်သူကလောဘမကြီးဖို့နဲ့အကျိုးကိုလိုလားပြီးကတ်တာမျိုးမဖြစ်ဖို့လိုအပ်ပါတယ်။ မလာယီစင်ကတ်လူတဲ့အခါမှာလဲတရာတရားတွေအားဖြည့်လှုပ်ဆောင်ပေးပါပန်းဝယ်ယူတာကအစချွေယူခင်းခြင်းတဲ့အထိရည်ဖြည့်တာအဆုံးကိုယ့်ရဲ့လက်နဲ့တရာတရားအားထည့်ပြီးပျော်ရွှင်ကြည်နူးစွာလှူဒန်းနိုင်ပါတယ်မလာယီစင်လှူဒန်းတဲ့အခါရွတ်ဖတ်စုတောင်းပုံဘဝဘဝဟောင်းများစွာကတော်ဆက်ခဲ့ဘူးသောဘူဟောင်းဘွားဟောင်းမိဟောင်းဖဟောင်းများနဲ့တကွာပထန်းဆက်ရှိခဲ့ဘူးသောဆွေတော်မျိုးတော်အပေါင်းမမြင်တဲ့ပုံကိုယ်တို့အား အကျွန်ုပ်မှာအပြစ်များရှိပါကကြေးအေးပေးပါကျေးနပ်ပေးပါခွင့်လွှတ်ပေးပါတင်းတို့အားလုံးရဲ့ကူစားအကျွန်ုပ်မှနေ၍မြတ်စွာဘုရားရှင်အားဤမာလာရည်စဉ်ဖြင့်ကတ်လူပူဇော်ပါသည်ဘုံတော်အနန္တကံတော်အနန္တညံတော်အနန္တတကူတော်အနန္တမေတ္တာတော်အနန္တသစ္စာတော်အနန္တပါရမီတော်အနန္တတို့နှင့်ပြည့်စုံတော်မူသောတတ်တော်ထင်ရှားအရှင်မြတ်စွာဘုရားအားဩရိတရိမတ်တမှုအာယုံပြု၍အကျွန်ုပ်ကိုစောင့်ရှောက်တော်ကိုးစားနှင့် အကျွန်ုပ်ကိုစောင့်ရှောက်သော အဆောင်ရှောင်များနဲ့တကွဆွေဆက်မျိုးဆက်ပထန်းဆက်ဆွေတော်မျိုးတော်အပေါင်းမမြင်အပ်တဲ့ပုံကူများနဲ့တကွတိုင်နှင်းရှင်အားလုံးတို့အားရည်စူး၍၎င်းတို့နဲ့စုပေါင်း၍၎င်းတို့နဲ့အတူတကွအီမာလာရည်စင်ကိုအရှင်မြတ်စွာဘုရားထံတရာကြီးပြူစွာဖြင့်မုံမြတ်တန့်စင်စွာကတ်လူပူဇော်ပါ၏အလူခံတော်မူပါဖေဟာအလူခံတော်မူပါဖေဟာအလူခံတော်မူပါဖေဟာဒီလိုမျိုး အစအဆုံး၃ချိန်ရွတ်ဆိုပေးရပါမယ်။မာလာရေစင်ကတ်လူပြီးတော့ဆူတောင်းရန်ဆူတောင်းစကားလေးလည်းရှိပါတယ်။ရေစင်ကတ်လူပြီးအီနိအီရမဆာ၍လိုင်းကြီးလေအောင်တောင်ကြီးဖွားအောင်အကျွန်ုပ်တို့မိသားစုခံကြမှာပေါ်ရောက်စေတော့တောင်ထိတ်ကြပွင့်အနောက်နေထွက်ကကြီး၃ပါးမရှိစေတော့နေထွက်ရွှေခွက်နေဝင်ငွေထန်းပြန်စေတော့မင်းခေါင်စကားပြောကြများပါရမီရှိသူရစေတော့ ယနေ့မှစကျွန်ုပ်တို့မိသားစုသည်ဘဲချီလန်းနိုင်အောင်ညာချီလန်းနိုင်အောင်အောင်တက်တည်ပြေဝါပါစေမရှိမသိမဝမယမလဆိုသော မငါလုံးဖယ်စီတည်းအညံ့တွေလည်းကြော်ပါစေကက်ဆူးတွေလည်းကြော်ပါစေဝမ်းနေမှုတွေကြော်ပါစေကြက်သီးမှုတွေကြော်ပါစေခွဲခွာခြင်းတွေကြော်ပါစေငတ်မပေးမှကြော်ပါစေစစ်မှတ်ပေးရမှလည်းကြော်ပါစေအုံတိတ်ထိတိတ်ထိတိတ်ထိမဟာတိတ်ထိအပေါင်း ထောင်တောင်းမကဒီစီတည်းအုံတိဋ္ဌိတိဋ္ဌိတိဋ္ဌိမဟာတိဋ္ဌိအပေါင်းထောင်တောင်းမကဒီစီတည်းအုံတိဋ္ဌိတိဋ္ဌိတိဋ္ဌိမဟာတိဋ္ဌိအပေါင်းထောင်တောင်းမကဒီစီတည်းခொနည်းသာသမီအပေါင်းကျမ်းမာချမ်းသာ၍ယောဂကပေးဒုက္ခအပေါင်းတို့မှလွတ်ကင်းအေးချမ်းကြပါစေမာလာရည်စင်အတော်ဝင်ပုံအကျိုးထူးသည်နည်းလည်းများအရင်ဆုံးမာလာရည်စင်ကိုကတ်လူပြီးဆိုတာနဲ့ ကိုယ့်ရဲ့စိတ်အစဉ်ဟာအေးချမ်းမှုကိုစတင်ခံစားရပါတယ်။တကြားရည်စဉ်ဆိုတာပတ်ပြန်းလိုက်ရင် အသက်သေလူမျိုးပါဖြစ်နေတဲ့သူတွေကိုအသက်ပြန်ရှင်လာအောင် လုပ်ပေးနိုင်တယ်လို့ယူဆကြပါတယ်။မာလာရည်စဉ်ကတော့ပျက်စီးဆုံးရှုံးနေတဲ့အရာတွေပြက်တော့ပြုတ်ကွဲသွားတဲ့အရာတွေကနေပြန်လဲထူထောင်မှုအဋိဌံတည်တဲ့အခါမှာအသုံးဝင်ပါတယ်။မာလာရည်စဉ်ကိုခုနှစ်ခွခုနှစ်ခါကတ်လူပေးရင်လက်ရှိကြုံနေတဲ့ပျက်စီးရာပျက်စီးချောင်းကိစ္စတွေရပ်ဆိုင်းသွားပြီး အဆင်ပြေချောမွေ့တယ်လို့ဆိုကြပါတယ်။မလာရီစင်ကတ်လူတဲ့အချိန်မှာလီပြီအီးကနေတိုက်သွားတာမျိုးငှက်မွေးလေးတွေကိုနားရောက်လာတာမျိုးကိုကတ်လူထားတဲ့ပန်းရနံ့အပြင်တခြားရနံ့တွေကိုပါရရှိနေတာမျိုးတစ်ပင်လေးတိုက်လို့အရွက်ချင်းပုတ်တိုက်တယ်လို့အတန်နေကြားရတာမျိုးရုတ်တရက်တိမ်ထူထူအလိပ်တွေကောင်းကင်မှာရာသီဥတုနဲ့ဆန့်ကျင်ပြီးခိတခဏပေါ်လာတာမျိုးလိပ်ပြာလေးတွေလာနာတာမျိုး ဓာရီကြုံလာရတဲ့အခါမှာအထူးပဲဝမ်းမြောက်ဝမ်းသာဖြစ်ပါကိုယ့်ရဲ့လူတန်းမှုကိုအတိမတ်ပြုတဲ့သူတွေထူးခြားစွာရှိနေလိုပါပဲမာလာဆိုတာကကိုနဝင်ရေစင်းဆိုတာကသတ္တမီကိုနဝင်အားဖြင့်သတ္တမီငိမ့်စီရာမို့ရရရာအနေနဲ့လဲဆောင်ရွက်နိုင်ပါတယ်အမိမာပန်းနမယ်ပါတဲ့ဝိယီစပယ်မာလာစတဲ့သူတွေကလည်းမာလာရေစင်းကိုတသက်စာကတ်လို့ပေးနိုင်ပါတယ်မာလာရေစင်းကိုဘယ်အချိန်မှပြန်ပြီးတော့စွန့်တင်တယ် ပန်းနေနွမ်းလာတဲ့အချိန်မှာစွန့်ပါမနွမ်းမချင်းအနံ့နေမပြေမချင်းရေလဲပြီးတော့ပြန်ကပ်ပေးလို့ရပါတယ်စူပါနူထရီဆန်တာတစ်ခုကတော့တချို့အိမ်တွေမှာပန်းပွင့်တွေကတလားလောက်အထိကိုမညိုးပဲရှိတတ်တာကို တွေ့ရပါတယ်ကပ်လူထားတဲ့နေရာအနီးတဝိုက်ဖြစ်တဲ့ဖျားခန့်လိုနေရာမျိုးမှာလဲထူးခြားပြီးရွှင်လန်းတဲ့လေထုအက်တမော့စပီးယားကိုခံစားရတတ်ပါတယ်အဲ့ဒါကိုစိတ်ကူထုံးတစ်မျိုးဖြစ် ဘာသာရေးနဲ့အတူရှင်တွဲကြည့်နိုင်ရင်အချမ်းပါလိမ့်မယ်။စွန့်ပြီးတဲ့မာလာရေစင်ကိုဘလို့ပြန်သုံးလို့ရလဲဆိုရင်တော့အတော်လေးကို နေရာဆောင်မှာသုံးလို့ရပါတယ်။ Pink sauce ဆိုတဲ့ပန်းအောင်စားဟိမဝင်နာစားလို့လည်းသူကိုခေါ်ကြပါတယ်။အဲ့ဒီစားကို မာလာရေစင်နဲ့ရောပါ။ဘူးရဲကိုထည့်ပါ။ရေဘူးအပြည့်ထည့်ပါ။ရေဘူးအပြည့်ဘူးရဲကို ခရုခွန်လေးတွေထည့်ပါ။ဘယ်ခရုခွန်ဖြစ်ဖြစ်ရပါတယ်။ အရေအတွက်ကတော့1359စသဖြင့်မကနန်းဖြည့်ရပါမယ်။ရေမွေးလေးနည်းနည်းထည့်ပါ။အဲ့ဒီရေနဲ့အိမ်ကိုနေရာအစုံနေရာအနှံ့ကိုပတ်ဖြန်းပေးပါ။အောက်လန်းအတိုက်လူအတိုက်စုံတိုက်နှစ်တိုက်ကိုကိုလှုပ်လို့မရပါဘူး။လှုပ်ထားရင်လည်းချက်ချင်းပေါ်ပါတယ်။ negative energy တွေကိုနှင်ထုတ်နိုင်စွမ်းရှိပါတယ်။ဘာကြောင့် pink soul သုံးခိုင်းလဲဆိုရင်စားမျိုးစားတွေထဲမှာမမြင်ရတဲ့နံလောကကို ကတော့အလုံးနိုင်ဆုံးအမျိုးအစားတစ်ခုမို့လို့ပါအိမ်ဆောင်နဲ့ရိုးရာနဲ့တောင်မှယာယီဖယ်ပေးရတာမျိုးထိအဲ့ဒီစားရဲ့တိဆောင်မှုက အစွမ်းတတိတစ်ခုရှိပါတယ်စီကူးတာတဲ့ဆရာဝန်တွေကိုယ့်ရဲ့စေးအာနာဆက်ကိုပို့ပြီးတော့အားကောင်းစေခြင်းနဲ့ဆိုရင်တော့မာလာရေစင်စွန့်တဲ့အခါမှာရေထဲကိုလက်ဆယ်ချောင်းထိပ်ဖြားနှစ်ပြီးတော့တစ္ဆာပြုစုတောင်းပါစီကူးတာခြင်းအပိုင်းမှာကိုကိုမမြင်ရတဲ့သုံးတစ်ယောက်ကအနီးကပ်ကူညီပေးနေတယ်လို့အနေထားမျိုးကိုနဲ့မှ ကိုမျက်နာမြင်မှယောဂတော်ဝတ်တက်တာရဲဆိုတဲ့အနေအထားမျိုးတွေကြုံရတတ်ပါတယ်။မာလာရည်စင်ကိုရိုးရိုးကတ်တဲ့အခါမှာအဖုံးဖွင့်ပြီးတော့ကတ်လူနိုင်ပေမယ့်တိုက်အတွက်ကိုစားလူပေးတဲ့အခါမှာတော့ပဝါနဲ့ဘေးကနေအဖုံးကပြီးတော့ကဲရပါတယ်။သဘောတရားကတော့မမြင်ရတဲ့လောကကို စီးကပြီး privacy space ထားပြီးသူတို့ကိုစားလူပေးပါတယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်။ကဲကိုရဲ့ဘဝမှာကန်နေနေလူပဲခံစားနေရနေရ ကံမြင့်နေရလို့ပဲခံစားနေရနေရအကျိုးမရုပ်တဲ့မလာရီစင်ကလူနီလေးကိုကံလူပူဇော်ကြဖို့အတွက်တိုက်တွန်းပါရစေ